ဆက်မယ်ကျွန်တော်တို့ဒီဘွဲမှာမဖြစ်မနေเนาะကျွန်တော်တို့နှစ်ပဋိတ်ကဖြစ်ထားလို့မရဘူးအဲ့တော့ကျွန်တော်နှစ်ပဋိတ်တွေကိုအရင်ပြောပြီးတော့ခဏတစ်ခွက်ကျွန်တော်ထည့်ပြီးမယ်နော်ကျွန်တော်ကစားနေတဲ့၅ဆုံးလိုင်းဒီလိုင်းကမပြတ်ဘူးနော်ပြီးခဲ့တဲ့ဘွဲကလည်းကျွန်တော်ပြောခဲ့တယ်ပဋိတ်၃ခုပေါင်းကို၅ဖြစ်အောင်၄ပဋိတ်ကိုခွန်ခါနဲ့မြန်ထွက်မလားဒါပေမဲ့ကျွန်တော်ခွန်ခါမယူပဲနဲ့အဲ့မှာနှစ်နှစ်၃ညလို့ကျွန်တော်တို့ကပြခဲ့တာအဲ့ဒါတွေကိုကျွန်တော်ပြန်မပြောနေတော့ထားလိုက်တော့အခုဒီ၅ဆုံးခုနှစ်၃ခက်ထဲမှာ အဲ့ဒီနှစ်ထဲမှာထူးထူးခြားခြားကျွန်တော်တို့ခွန်ပတဲ့လို့ရိုက်တယ်စီနီယာနဲ့သွားမယ်နော်ခွန်ရှစ်ကူးလို့သွားမယ်အဲ့တော့ခွန်ပတဲ့ရိုက်တယ်အောက်တပွဲကြော်မှာ၄ပတဲ့လို့ထွက်တယ်၄နှစ်ခတ်အောက်ဆောင်မှာပရိတ်၁၂နှစ်လို့သူထွက်တယ်နော်အဲ့ဒီ၄ပတဲ့ရဲ့နှစ်ခတ်နှစ်ပရိတ်ထွက်တယ်ခွန်ပြီးတော့ကျွန်တော်တို့ဒီမှာ၈ပတဲ့လို့ရိုက်တယ်အောက်တပွဲကြော်မှာ၄ပတဲ့လို့ရိုက်တယ်နော်ခွန်၄ပြီးတော့၈၄၄ရဲ့နှစ်ခတ်သူ့အောက်ဆောင်မှာပရိတ်၁၂နှစ်လို့ပဲသူထွက်တယ်နော်၁၂ပရိတ်ထွက်တယ်အော်ခဏယူထားတဲ့လူတွေလည်းကြည့် เนาะကျွန်တော်ဘာလို့အဲ့ကနေ organan ထောက်တယ်လဲဆိုတာအခုပြတဲ့ site ကိုကြည့်ရင်သဘောပေါက်သွားလိမ့်မယ်เนาะသဘောပေါက်သွားလိမ့်မယ်အဲ့အခုကျွန်တော်တို့ဒီမှာခွန်ပြီးပြီရှစ်ပြီးပြီအခုကျွန်တော်တို့ဒီမှာ break 6လို့ရိုက်တယ်အောက်တဘောရဲကြော်မှာ break set 4လို့ရိုက်တယ်အဲ့ဒီ set 4 break ရဲ့နက်ခတ်ဒီဘွဲမှာကျွန်တော်တို့ကနှစ် break လို့ကျွန်တော်တို့ကစားရမယ်เนาะနှစ် break ကစားရမယ်ဒါကြောင့်မို့ကျွန်တော်နှစ် break နဲ့ audio ထုတ်လိုက်တာအဲ့အဲ့ဒီမှာ၄ရဲ့နက်ခတ် နှစ်ပရိတ်လို့ရိုက်တယ်ဒီမှာလဲ၄နှစ်ခတ်နှစ်လို့ရိုက်တယ်နောက်တစ်ခုဒီမှာ၄နှစ်ခတ်နှစ်ဆိုတာဒီမှာလဲရှိတယ်เนาะအဲ့အခုကျွန်တော်တို့ကဒီမှာ၄နှစ်ခတ်နှစ်ပရိတ်ဒီဘွဲကိုကစားတော့မယ်အဲ့တော့ကစားတော့မယ်ဆိုတော့အဲ့ဒီထဲမှာ နောက်တစ်ရက် तू ကအဲ့ဒီနှစ်ထဲမှာ၄တုံညာရှိတွဲရဲ့ဇောင်းမှာပရိတ်စနစ်ထွက်တယ်เนาะတစ်ခါ၄တုံညာရှိတွဲရဲ့ဇောင်းမှာပရိတ်စနစ်ထွက်တယ်ထွက်တဲ့ခဏက3ခု2 3ခု2လို့ထွက်တယ်เนาะ3ခု2တကြီးထွက်တယ် အဲအခုကျွန်တော်တို့ကရှေ့ပေါင်း၄ရက်ဆောင်မှာပရိသတ်နှစ်ကိုကျွန်တော်တို့က3.2ခန်းဆိုတာအားလေးတော့ထိုးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကကစားခြင်းတယ်ဒါက၄တုံညာရှေ့တွဲနဲ့ပတ်သက်ပြီးတော့ဈောင်းမှာပရိနှစ်ကို3.2အော်တိုလိုက်တာနော်ခုနကက၄ပရိရဲ့ဈောင်းမှာ2ပရိလို့လိုက်တာနှစ်မျိုးရှိပြီနော်မှတ်ထားနောက်တစ်မျိုးကနောက်တစ်မျိုးကနည်းနည်းတော့ထူးဆန်းတယ်ကျွန်တော်တို့နှစ်ဦးကပရိ6 9ပါပါ လေးပရိပေါ့ဗျာနော်ဒီကိုရဲ့ပါဝါသူ့ရဲ့နောက်နှစ်မှာလေးထိပ်စီလို့သူစကြရင်နော်လေးထိပ်စီဒီမှာစကြအဲ့ဒီလေးထိပ်စီစကြရင်ခွန်နောက်ပိတ်နဲ့တွဲကြမယ်ကြလိုက်ရင်အဲ့ဒီခွန်ကအပေါ်မှာခွန်နောက်ပိတ်နဲ့ပရိနှစ်ကြိုခံရမယ်နော်အဲ့တော့အဲ့ဒီလေးထိပ်က၈၁၈၄ဆိုပြီးတော့ဆောင်းတလုံး၃လို့ဖြစ်ပြီးတော့မှအဲ့ဒီလေးထိပ်စီစကြဘာလို့လေးထိပ်ကိုခေါ်လဲဆိုတော့သူ့ရှေ့နှစ်မှာပရိ၉နှစ်ဥတည်ခဲ့လို့ကိုပါဝါလေးထိပ်လို့စကြရင် ခွန်နောက်ပိတ်နေကြမယ်ကြတဲ့အချိန်မှာဇောင်း၃လုံးက73လို့ဖြစ်ကြမယ်နော်1 8 4ဆိုတော့73လို့ဖြစ်တယ်73လို့ဖြစ်ရင်ခွန်နောက်ပိတ်နေတွဲတယ်ခွန်ပါဝါအပေါ်မှာခွန်နောက်ပိတ်နေပရိတ်နှစ်လားနှစ်ပရိတ်ပဲပြီးမလားဒါလေးတစ်ချက်ကျွန်တော်တို့ကသတိထားနော်အဲကျွန်တော်တို့နှစ်ဥမာပရိတ်ဆက်တစ်ပါဝါအဲ့ဒီနှစ်ထဲမှာ6ထိပ်စီးနော်6ထိပ်စီးကအပေါ်မှာ6ထိပ်စီးရှိသလားတခုရှိသေးတယ်နော်6ထိပ်စီးတခုရှိသေးတယ်ထားလိုက်တော့အဲ့ဒီမှာ6ထိပ်စီးလို့ထွက်တော့သူကဇောင်း၃လုံးကို ခုနကဆက်သုံးပြီးတော့အခု7လို့ထွက်တယ်9 6 7လို့ဒီထက်နော်7လို့ထည့်ပြီးတာနဲ့ခွန်နောက်ဘိတ်နဲ့တွဲထွက်တယ်အဲ့ဒီခွန်ပါပါသူ့အပေါ်မှာခွန်နောက်ဘိတ်နဲ့ဗရိတ်2လို့သူဂျိုထည့်မလားနော်ဒါဆိုရင်ကျွန်တော်တို့ကဒီဗရိတ်ငါသည်9ရဲ့ပါပါ3ညထိတ်တာနောက်နှစ်မှာ3ညထိတ်လို့ကြာရင်ခွန်နဲ့တွဲကြမလားဒါကအတွေးပေါ့လေခွန်နဲ့တွဲကြမလားခွန်နဲ့တွဲကြမယ်ဆိုရင်အပေါ်မှာခွန်ပါပါဗရိတ်ဆက်နှစ်ကိုခွန်နောက်ဘိတ်နဲ့ဗရိတ်ဆက်နှစ်ယူထည့်ရမယ်ကျွန်တော်ဒီလိုတွေးထားတာ အဲ့တော့အဲ့ဒီတုံညလို့ကြတာ ਨੇ ဇောင်းသုံးလုံးကိုသူက73 72ပြီးတော့အခု71လို့အန်ခိုက်ဝင်နေတာကနောက်ဘွဲကိုဝင်နေတယ်နော်အဲ့နောက်ဘွဲကိုတုံညထိုက်လို့ဇောင်း71နဲ့ဝင်လိုက်တာ ਨੇ ခွန်နောက်ပိတ်နဲ့ဝင်မှလာခွန်ဝင်နဲ့ဝင်မယ်ဆိုခွန်ပါပါအပေါ်မှာနှစ်ပရိတ်ကြိုခံရမယ်ခွန်ပါတဲ့နှစ်ပရိတ်ဖြစ်ကမယ်နော်ဒါလေးတစ်ချက်အဲ့တော့ပရိတ်နှစ်ကအဲ့မှာ3မျိုးရှိသွားနောက်တစ်မျိုးကကျွန်တော်တို့အဲ့ဒီနှစ်ထဲမှာထူးထူးခြားခြားထူးထူးကြကြကျွန်တော်ကစားသေးပါတယ်၈၅နှစ်ထွက်တော့ကျွန်တော်ကစားသေးတယ်ဒါပေမဲ့ဖြစ်ဘူး အဲ့နေ့ထဲမှာ၅ခါ၄ထိပ်နော်၅၄9เนาะထားလိုက်တော့၅ခါရဲ့အောက်မှာ၄ထိပ်ကို40နှစ်အတွဲလိုက်ထွက်40နှစ်တက်ခါ၅ခါရဲ့အောက်မှာ၄နှစ်ကိုတဝင့်တိုးပြီးတော့၅သုံးလို့ထွက်တယ်တက်ခါ၅ခါရဲ့အောက်မှာ၅သုံးကိုတဝင့်တိုးတော့6 4လို့ထွက်တယ်အဲ့ဒီကောင်ထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာတက်ခါ85ရှေ့တွဲထွက်တယ်เนาะ 85ကိုတပွင့်တိုးရင်86လို့ထွက်တယ်เนาะ85ကိုတပွင့်တိုးတော့86 86ကိုတပွင့်တိုးရင်89ဆိုပြီးတော့ဒါပြီးခဲ့တဲ့ပွဲက89ရှေ့တွေအငြိမ်သူရိုက်သွားတယ်ရိုက်သွားပြီတဲ့အဲ့ဒီ85အတွက်ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပရိစ္ဆတ်နဲ့85ကိုတပွင့်တိုးတော့86လို့ဖြစ်တယ်သူ့ရဲ့အောက်မှာပရိစ္ဆတ်နဲ့เนาะဒါဆိုရင်နောက်ပွဲမှာအဲအခု89ရှေ့တွေတွဲသွားလို့သူ့ရဲ့အောက်မှာကျွန်တော်တို့ကပရိစ္ဆတ်နှစ်ဆိုတယ်ဒီပရိစ္ဆတ်နှစ်ကိုကျွန်တော်တို့ကကစားနေတာပဲ နော်ဟုတ်ပြီအဲ့ဒီထဲမှာနောက်တက်ချက်ကဒီခွန်9အောက်မှာပြိဿနှစ်ထွက်တာမှန်တယ်ဒီခွန်9အတွဲအောက်မှာမှ3ခွန်နှစ်ကထွက်တယ်ခွန်9ကိုတပွင့်တိုးတဲ့ချစ်6အတွဲအောက်မှာလည်း3ခွန်နှစ်ပဲထွက်တယ်ဒါဆိုရင်ခွန်9လို့ရှေ့တွဲကြလိုက်တွဲအတွက်သူ့အောက်မှာ3ခွန်နှစ်ထွက်မလားနော်ဒါ3ခွန်နှစ်ဆိုတဲ့ခဏကိုဒီနေရာမှာကစားလို့ရတယ်အဲ့တော့ကျွန်တော်ကဒီမှာစကြတဲ့ခွန်9ခွန်ထည်စီအောက်မှာပြိဿနှစ်က3ခွန်နှစ်မဟုတ်ပေမဲ့ဒုတိယခွန်9အတွဲအောက်မှာ 3ခုနှစ်ဖြစ်နေတော့၄တုံညာအတွဲရဲ့ရှေ့ဆောင်မှာဖြစ်တယ်เนาะအဲကျွန်တော်တို့ဒီမှာ၄တုံညာရှေ့တွဲရဲ့အဆောင်မှာခွန်3ခုနှစ်မထွက်ခင်အပေါ်မှာ6 6ရှေ့တွဲကြိုတွဲခဲ့တယ်ဒါဆိုရင်အခုကျွန်တော်တို့၄တုံညာရှေ့တွဲရဲ့အဆောင်မှာ3ခုနှစ်မထွက်ခင်သူ့ဘောမှာခွန်6ရှေ့တွဲတွဲခဲ့ရမယ်ဒါမှန်သွားပြီเนาะမှန်သွားပြီဆိုတော့အဲ့ဒီမှာကျွန်တော်က3ခုနှစ်ကိုကစားခြင်းတော့အဲ့ဒီ3ခုနှစ်ဆိုတဲ့ခဏကကျွန်တော်တို့ဒီ၄တုံညာ၄ဆောင်မှာ3ခုနှစ်လို့ဒီမှာတစ်ခွက်ထွက်တယ် ဒုတိယတစ်ခွက်က434ရဲ့ဇောင်းမှာ39ဆိုတဲ့ကဏ္ဍဒီမှာတစ်ခွက်ထွက်တယ်။အခုလည်း434ရဲ့ဇောင်းမှာ39ဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်အောင်မလား။နော်။အဲ့ဒီ39ကိုခွန်နောက်ပိတ်အငိမ့်နဲ့လဲထိုးလို့ရတယ်လို့ခွန်ခါနှစ်ထိတ်နော်။အဲ့တော့ကျွန်တော်တို့39ကကတ်ထဲမှာတော့ပါမသွားဘူး။ကျွန်တော်မိတ်ဆွေတွေကြိုက်ရင်တော့ဒါထိုးပေါ့နော်။ဟုတ်ပြီ။အဲ့ဒီပွဲမှာကျွန်တော်694ဆိုတဲ့ကဏ္ဍကပြန်ကြကြလို့ရတယ်။ เนาะအဲ့ဒါလေးတစ်ခါပြမယ်သုံးခုနဲ့ကိုယ့်ကိုမှတ်ထားเนาะအဲ့ကျွန်တော်ပြောခဲ့တယ်တစ်ခါဝါလေးရဲ့နောက်နှစ်မှာပရိသတ်ခွန်အောက်ကကဏ္ဍလေးထည့်စီဆောင်ကဏ္ဍအဲ့ဒီနှစ်တည်းမှာပြန်ချကြကြတယ်เนาะပြန်ချကြကြတယ်ဒီကောင်ပြန်ချကြဖို့ဟာကိုဒီကောင်ပြန်ချကြဖို့ဟာကိုသူ့ရဲ့အောက်ဆောင်မှာထွက်ထားတဲ့ကဏ္ဍသည်သူ့ရှေ့နှစ်ကကဏ္ဍ39ခွန်เนาะထွက်ထားတဲ့မြင်းကောင်မှာပြန်ချကြတယ်လို့ကျွန်တော်ပြောခဲ့တယ် တခါကျွန်တော်တို့နှစ်ဦးမှတစ်ခါနဲ့ကွာ၅ရိုက်တယ်အဲကွာ၄ရိုက်တော့တစ်နှစ်ကျော်မှဗရိတ်ခွန်အောက်ကကနေပြန်ကြတယ်လို့၄ထိပ်စီးရဲ့ဇောင်းကကနေအဲ့နေ့ထဲမှာပြန်ရကြတယ်နော်ကြတော့လေသူ့ရှိနေ့ကကနေနောက်နေ့ကိုလိုက်ပေါ့သူ့မြင်းကုန်မှာပြန်ရကြတယ်ဒါဆိုရင်အခုကျွန်တော်တို့တစ်ခါနဲ့ကွာ၄ရိုက်ထားတယ်တစ်နှစ်ကျော်၄ထိပ်စီးရဲ့အောက်ဇောင်းကကနေဗရိတ်ခွန်ရဲ့အောက်ကကနန်းဒီဒီနေ့ထဲမှာပြန်ရကြလို့ရှိရင်အဲ့ဒီ၅ကိုတည့်ရဲ့မြင်းကုန်မှာကြလို့ရတယ်၅ကိုတည့်ကသူ့ရှိနေ့ကကနေ အဲ့ငါကိုတရဲ့မြင်းကုန်မှာ၄68ဆိုတဲ့ကဏ္ဍကွက်ထွက်လို့ရနော်။နေရာထိုင်တော့ကြိုက်တယ်လို့ကိုကကိုထိုင်လိုက်တော့ဒီဘက်မှာ၈ထိပ်၉ထိပ်နှစ်ခုလုံးကောင်းတယ်ကျွန်တော်ကတော့၉ထိပ်ကြိုက်လို့၉ထိပ်နေပဲထည့်နော်။အဲ့ဒီ68ကနောက်တက်ဆိုင်ရှိသေးတယ်ကျွန်တော်ပြီးခဲ့တဲ့လိုက်မှာပြန်ကြပြောတော့ကပြောခဲ့ပါတယ်နော်။ကျွန်တော်ခုနှစ်နေရှားစီးထဲမှာဒီကဏ္ဍဇောင်းတက်ပေါ့သူ့အောက်ထွက်တဲ့ကဏ္ဍကပြန်ကြနော်။အဲ့ဒီပြန်ကြသည်ပရိတ်၄၈ထိပ်လို့ရိုက်တဲ့မြင်းကုန်ကကဏ္ဍပြန်ကြကြနော်။ တခါသူကနေ9နှစ်ကြော်လိုက်တော့ကျွန်တော်တို့ဒီကနန်းဒီဇောင်းနှစ်ပွဲကြော်တက်ပေါ့သူအောက်ပြန်ကြအဲ့ဒီကနန်းဒီပရိလေးရှစ်ထိတ်လို့ရိုက်တယ်မြင်းကုံကကနန်း2 6ခွန်ပြန်ကြလို့ကျွန်တော်ပြောခဲ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ930ကြီးဒီနေရာသွားပေါက်တုံးကကျွန်တော်ပြောခဲ့တယ်ရှေ့နှစ်နှစ်ကြော်ကကနန်းလာပေါက်လို့သူအောက်မှာပြန်ကြဆိုပြီးဒီကနန်းကိုကျွန်တော်ခေါ်ခဲ့တာအဲ့ဒီတော့ကသူကမှထွက်ပဲနေအခုဒီဇောင်းနှစ်ပွဲကြော်တက်ပေါက်ဇောင်းနှစ်ပွဲကြော်တက်ပေါက်အခုဇောင်းနှစ်ပွဲကြော်တက်ပေါက်တဲ့အောက်မှာမှဒီ6 4ဆိုတဲ့ကနန်းပြန်ကြကြမလားနော် ။သူကဒီ၄ပြည့်ရဲ့ဆောင်းမှာရှစ်ထိပ်စီရိုက်ထားတယ်သူ့ဆောင်းကကဏ္ဍပြန်ကြကြနော်။အဲ့တော့ဒီမှာ၄ပြည့်ရှစ်ထိပ်ရဲ့မြင်းကုံကဏ္ဍ၄ပြည့်ရှစ်ထိပ်မြင်းကုံကဏ္ဍအဲ့တော့ဒီမှာ၄ပြည့်ရှစ်ထိပ်ရဲ့မြင်းကုံကဏ္ဍလို့၈၉၄ကဒီဘွဲမှာဒီကဏ္ဍ၃ဘွဲကျော်ဆောင်းတက်ပေါက်သူ့အောက်မှာပြန်ကြဆိုရင်၈၉၄ဆိုရင်၉၄၈ဆိုတဲ့ကဏ္ဍပြန်ကြလို့ရတယ်နော်။ကဲဟုတ်ပြီအဲ့တော့အဲ့ဒါကအသာထားလိုက်တော့အဲ့မှာခုနက69လေးကို8ထိတ်နဲ့လဲထိုးတင်တယ်ဘာလို့လဲဆိုတော့9ထိတ်ကနှလုံးမြောက်ကခါတူခါနဲ့လဲသူကကြာလာနေတယ်နော် ။ဘာလို့ကိုထိတ်နှလုံးကခါတုခါနဲ့ကြာလာနိုင်တယ်လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေတတိထားမိမှာပါเนาะ။ကျွန်တော်တို့နှစ်ဦးကမသုံးလုံးနေအပြီးပေါက်လိုက်တော့ငါးနောက်ဘက်ကအဲ့နှစ်ထဲမှာငါးထိတ်ကတစ်လုံးနှလုံးမြောက်ငါးထိတ်ကြာရင်ခါတုခါနဲ့ကြာเนาะ။တခါနှစ်ဦးမှမသုံးလုံးအပြီးပေါက်တယ်ကိုနောက်ပိနေပေါက်တယ်အဲ့ကိုကတလုံးမြောက်ကြနှလုံးမြောက်ကြရင်ခါတုခါနဲ့ကြတယ်နော် တခါနောက်နေနေဥမာမသုံးလုံးအပြီးပေါက်တယ်အပြီးပေါက်တော့အဲ့ဒီကိုဒီအဲ့ဒီနေ့ထဲမှာကိုထက်စီတစ်လုံးကြတယ်နှလုံးမြောက်ကြရင်ခါတူခါနဲ့ကြတယ်တခါနောက်နေမှာမသုံးလုံးအပြီးပေါက်တယ်ကိုပိတ်အဲ့ဒီကိုကကိုထက်စီဒီမှာတစ်လုံးကြတယ်နောက်ထပ်တစ်လုံးကိုထက်ကိုသူထက်ကြလာတော့ခါတူခါနဲ့ကြနော်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာနေ့ဥမာမသုံးလုံးအပြီးကိုနောက်ပိတ်တယ်အဲ့ဒီကိုဒီပြီးခဲ့တဲ့ဘွဲကထိတ်တစ်လုံးကြခဲ့လို့ဒီဘွဲမှာမြန်ကိုထိတ်ကြမယ်ဆိုရင်ခါတူခါနဲ့ကြလို့ရတယ်နော် အဲ့ဒီမှာကျွန်တော်ဘာလို့ကိုခွန်ခွန်ထည့်ထားလဲဆိုတော့ဟိုနေ့ကကျွန်တော်ခွန်နောက်ပိတ်နဲ့ပြန်ကြလို့ကျွန်တော်ပြောခဲ့တာရှိတယ်နော်ခွန်နောက်ပိတ်နဲ့ပြန်ကြလို့ကျွန်တော်ပြောခဲ့တော့ကျွန်တော်ကနှစ်ခွန်ခွန်ဆိုပြီးကျွန်တော်ထည့်ပေးလိုက်တာ哦နော်အဲ့ဒီကောင်ကသူကပြန်ကြကိုဘယ်လိုကစားလို့ရတယ်ဆိုနှစ်ဝန်းနဲ့ကိုသုံးကားကပြန်ကြတယ်ငါကိုတစ်ကပြန်ကြတယ်နော်ကျွန်တော်တို့ခွန်ကိုသုံးခွန်ခွန်ကိုပြန်ကြအောင်မလား ကြမယ်ဆိုရင်ဒီအချိန်ကြလို့ရလာရတယ်နော်သူကဒီထိတ်စည်းတောင်၃လုံး၄လို့ဖြစ်တော့ရှင်းနောက်ပိတ်နဲ့တွဲထွက်တယ်ဒီမှာထိတ်စည်းတောင်၃လုံး၄လို့ဖြစ်တော့ခွန်နောက်ပိတ်နဲ့တွဲတယ်ဒီမှာထိတ်စည်းတောင်၃လုံး၄လို့ဖြစ်တော့၆အပိတ်နဲ့တွဲတွဲပြီးတာနဲ့သူ့ဆောင်မှာခွန်နောက်ပိတ်၆နောက်ပိတ်၅နောက်ပိတ်လို့ထောက်တယ်ထောက်ပြီးတော့အဲ့ဒီအောက်ဆောင်မှာဒီထောင်၃လုံး၄ပါပါကိုးထိတ်စည်းနဲ့ကိုး၅၃ဆိုတဲ့ကဏ္ဍတစ်ခွက်ကအဲ့ဒီနှစ်ထဲကပြန်ကြကဏ္ဍဖြစ်တယ် ဒါဆိုရင်ဒုတိယကတ်မှာထောင်သုံးလုံး၄လို့ဖြစ်တယ်ခုနောက်ပိတ်နဲ့တွဲထွက်တယ်သူဆောင်မှာ၆ပိတ်တယ်အဲ့ဒီထောင်သုံးလုံး၄ရဲ့ပါဝါကိုထိတ်စီအငိမ့်နဲ့ပြန်ကြကဏန်းထွက်တယ်အဲ့ဒီကဏန်းဒီနှစ်ဦးကကဏန်း6 5 1 9 1เนาะပြန်ရကြတယ်ကိုထိတ်စီအငိမ့်နဲ့ကြတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာထောင်သုံးလုံး၄ဖြစ်ပြီ၆နောက်ပိတ်ပြီသူဆောင်မှာ၅ပိတ်ရဆိုအဲ့ဒီအောက်မှာထွက်မဲ့ကဏန်းကိုထိတ်စီအငိမ့်နဲ့ပြန်ကြဆိုရင်နှစ်ဦးကကဏန်းကိုယူလိုက်တာနဲ့ကိုထိတ်စီကြရင်ခါတူခါနဲ့ကြမှာဆိုရင်ကိုခွန်ကိုနဲ့ 698နဲ့နော်ဒေါ်လာလက်ထွက်ထားတဲ့ဒီကနေ့ဒဲပြန်မကြဘူးလို့သူကပြောရဲတော့ဟုတ်လားမင်းဒီမှာတော့ငါတော့ဒဲပြန်ကြသေးတယ်အခုလည်းဒီမှာဒဲပြန်ကြသွားရင်ဒီကနေ့လည်းကြလို့ရတယ်နော်ဒါ698ကိုတွဲလိုက်နော်အဲ့လိုမှမဟုတ်ဘူးလှည့်ခြင်းတယ်ဆိုရင်တော့ကိုထိတ်စီးနဲ့ပြန်ကြကိုထိတ်စီးနဲ့ပြန်ကြဆိုရင်ကျွန်တော်တို့9 3ည3ကို3 3ည9 2 3နော် နှစ်ကိုရှစ်လေးနော်အခုကကျွန်တော်ပြောတဲ့ကိုရှစ်လေးအောက်မှာပဲရေးလိုက်တော့မှာကိုရှစ်လေးနော်အဲခုနကကျွန်တော်ပြောကိုရှစ်လေးဒါပေမဲ့အဲ့ကိုရှစ်လေးကခါတုခါနဲ့မဟုတ်ဘူးဒါပဲလဲခါတုခါနဲ့တော့မဟုတ်ဘူးတကယ်လို့ကိုထိတ်တလုံးနဲ့ပဲပြန်ကြအကိုကစားမယ်ဆိုရင်ဒီကိုရှစ်လေးဆိုတဲ့ကဏ္ဍဒီပွဲမှာတောက်ရတယ်နော်နောက်ပြီးတော့9ပါတဲ့ခဏပါရှိသေးတော့မရှိတော့ဘူးเนาะ9800 9003 9930 948 ဒါပဲရှိတယ်နော်တကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်၆ကွက်ခုနှစ်ကွက်ရှိတယ်အဲ့ဒီထဲမှာခါတူခါနဲ့ပါ तू ကပေးကစားမယ်ခွန်နောက်ဘိတ်နဲ့ပြန်ကြားကြမယ်ဆိုရင် तू ကတော့အဓိကကောင်ဖြစ်သွားမယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောက်ထိတော့တွားပြီးတော့အတီတကြယူလို့မရဘူးကိုယ်လည်းရောက်ရင်နည်းနည်းလေးတော့ကိုလိုကန်လန်တော့ तू လောက်နေမယ်ဟုတ်ပြီနော်အဲ့ကိုယ့်ထဲစီနဲ့ပြန်ကြားကိုကစားရပါဒီပွဲမှာရဲရဲကစားပါနော်အဲ့၃ခွန်နှစ်ကကိုယ့်ထဲမဟုတ်လို့ကျွန်တော်ကတ်ထဲမထည့်ပေးလိုက်ပေမဲ့ तू ကလည်းမစိုးဘူးနော်မစိုးဘူးပြန်ကြားကကျွန်တော်တို့က ဟိုကြာချင်မှလည်းကြာမှာဟိုနော်ကိုကအတွေးနဲ့ထုတ်ကြတာဟိုရမ်းထုတ်ကြတာဆိုတော့အဲ့တော့ကျွန်တော်တို့1000လုံး4 4ပါဝါတပွဲကြော်မှာကိုထိတ်စီးနဲ့ပြန်ကြာနော်အဲ့တော့ဒီမှာ1000လုံး4 4ပါဝါသူ့ရဲ့တပွဲကြော်ကိုထိတ်စီးနဲ့ပြန်ကြာဒီမှာ1000လုံး4 4ပါဝါကိုထိတ်နဲ့ပြန်ကြာနော်အဲ့ဒီမှာကျွန်တော်ခွန်ပရိတ်၃ပရိတ်နော်ခွန်ပရိတ်၅ပရိတ် ဖုန်းကို2ပွင့်ချောတော့ငါ9ကို2ပွင့်ချောရင်3ဆိုတော့ဒီကောင်ကကိုက်နေတာပဲเนาะ3ပရိတ်ကိုက်နေတာပဲဟုတ်တယ်မလားခုနကကျွန်တော်ပြောတဲ့2ပရိတ်နဲ့ဆိုဒီကောင်นี่ကိုက်တာပဲဟုတ်လားကို30နေ390ဒါ2ပရိတ်ကြိုက်ရင်ဒီကောင်นี่ပြစ်ထားလို့ပဲရမယ်ဟုတ်တယ်မလားကျွန်တော်ကတော့2ပရိတ်နဲ့အော်ထုတ်လိုက်တယ်